ားလုံးမေးမိပါပါရှင်။နှက်ကတွန်း channel ကနေကြိုဆိုလိုက်ပါရင်ဒီ channel လေးကတော့စိတ်ဝင်စားကြားနှက်ကတွန်းပုံမြင်လေးတွေကိုတက်ဆက်ပြီးတော့မှဖြစ်လို့ channel လေးကို like and subscribe လေးလုပ်ထားပြီးရောဗီဒီယိုအသစ်တွေတိုင်းသိရှိနိုင်အောင်လေးဘေးနားလိုတီခန်းလောင်းလေးကိုလည်းနှိပ်ထားပေးကြပါအောင်ရှင်။နှက်ကလေးများနဲ့မုတ်ဆိုးတိတ်ငက်ကျင်းနေတဲ့ငယ်ချင်းတွေဟာအတူတူစကားပြောနေကြပါဘူး။အဲဒီအချိန်မှာတီယာကလက်လက်ကိုမေးလိုက်ပါဘူး။ဘာဖြစ်တာလဲလက်လက်။နေ့ကိုကြည့်ရတာအယံဝမ်းနေနေရဲ့ပုံမင်း။ ဟုတ်တယ်။မနေ့ကလေငါကလေးပြောက်ကိုတိတ်ငတ်တကောင်ရှိသွားတာ။ဒီတိုင်းဘလို့လုံးယူသွားလို့ရမှာလေ။ तू ကတော်ရရစီးမြေးစည်းကံတွေမသိဘူးလား။ဒီတော်ရရဘဲတိတ်ငတ်မှတခြားငတ်တကောင်တွေကိုတောင်းကောင်ဖြစ်ဖမ်းသွားလို့မရအောင်။တကယ်လို့သာအဲ့လိုလုပ်ခဲ့တယ်ဆိုရင်အဲ့ဒီတိတ်ငတ်ကိုတော်ရရနေနှိမ့်ထုတ်ရလိမ့်မယ်။သူကလွန်ခဲ့တဲ့ရက်အနည်းငယ်အားမှာသူ့မိသားစုနဲ့အတူဒီတော်ရဲကိုပြောင်းလာ။သူကငါတို့တော်ရရစီးမြေးစည်းကံတွေမသိလို့နေမှာပါ။နေကြပါဦး။ငါဘီရင်ကျို့တီချောင်းသွားပြောပြခဲ့ပြီ ဘီရင်ကြီးကအဲ့ဒီတိုင်ငတ်ကိုခေါ်ပြီးတော့စီမင်းစည်းကမ်းကိုရှင်းပြလိုက်လိုက်မယ်။တီးကအချိန်မဆွဲပဲဘီရင်ကြီးစီကိုတွားလိုက်ပါပြီးတော့ဘယင်ကြီးကိုတားကောင်ဖန်တဲ့တိတ်ငဲ့အကြောင်းကိုပြပြလိုက်ပါတော်ရည်တီတာနင်ကောဒီစကားကြိုးပြောပြအမှန်နဲ့ငါကိုတော့သူ့အခုချင်းချင်းခေါ်ပြီးစီမင်းစီကံပြီးအားလုံးပြပြလိုက်ပြီဘယင်ကြီးကတားကောင်ဖန်တဲ့တိတ်ငဲ့ကိုခေါ်ပြီးတော်ရည်စီမင်းစီကံတွေပြပြလိုက်ပါဟုတ်ကဲ့ပါဘယင်ကြီးကျွန်တော်ဒီနေ့ရစပြီးတော့ဒီတော်ရည်ရဲ့ဘဲအကောင်မှာ တားကောင်ဖြစ်ဖမ်းမိယူတော့ပါဘူးဒီလိုပြောပြီးတော့တိတ်ငတ်ကနန်းတော်လေးကနေအပြင်ကိုထွက်လာခဲ့ပါတယ်ဟမ်သူတို့ကများငါ့အောင်စီးမင်းစည်းကနေတင်ပြအောင်မေတငယ်ချင်းတို့ငါတော့အဲ့ဒီတိတ်ငတ်ကိုလုံးဝမယုံသူဘဲချိန်မစိုးစိတ်ပြောင်းသွားနိုင်တယ်အဲ့ကောင်ငါတို့ရဲ့ကလေးတွေကိုမစားပစ်ခင်ငါတို့တခုခုလုံးမရမယ်မနှက်ပြန်မနှက်ခင်းကြရင်နင်းတို့အားလုံးကိုယ်ကလေးတွေခေါ်ပြီးငါအိမ်ကိုလိုက်လာခဲ့ကြရှီဆက်လောက်ရမယ့်အစီအစဉ်တွေအဲ့မှာပဲငါနင်းတို့ပြောမယ် ပြောပြသည်ဟာနေ့စဉ်စဉ်များဘလို့လဲအရှေကငါတို့အစာသွားရှာရတဲ့ခါကျရင်အိမ်မှာကလေးတွေကိုတယောက်တည်းထားခဲ့ရနောက်လဲငါတို့အဲ့လိုဆက်လုပ်ရအောင်ပါပဲအဲ့တော့ဘာများထူးခြားသွားလို့လဲအနေရရှိနေအောင်ပါပဲလေဩခိုလီရဲ့ငါစကားကိုဆုံးအောင်နားထောင်ပါအောင်အင်းအင်းပြောပြငါတို့အစာသွားရှာရတဲ့ခါတိုင်းကလေးတွေကိုအိမ်ထဲမှာတကားတော့ခတ်ပြီးနေဖို့မှာခဲ့ကြမယ်ပြီးငါတို့အစာပြန်ရှာပြီးလာတဲ့အခါအပြင်ကနေငါတို့ရဲ့အတန်နဲ့စကားပြောကြမယ် အဲကြမှာကလေးတွေကငါတို့ရဲ့တကားဖွင့်ပေးရလိမ့်မယ်။ငါတို့ရဲ့ကိုယ်ပိုင်အတန်းနဲ့ငါတို့စကားမပြောမချင်းကလေးတွေကိုတကားလုံးဝမဖွင့်ပေးခိုင်းဘူး။ဒီစီစီကတကယ်အရန်ကောင်းတာပဲအန်ဒီ။ဒိုင်မဲမေအမေအစာရှာပြီးပြန်လာတဲ့အခါဘလို့အတန်မျိုးနဲ့ပြောမှလဲ။ဒါလေးစစောအမေကဒီလိုပြောမယ်။မမေမမေရရောဘလို့အတန်နဲ့စကားပြောမှလဲ။ဒါလေးအမေကဒီလိုပြောမယ်နော်။မမေရရောမမေကជី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 လို့អော်လိုက်မယ်။ မမေရောဘလို့တန်ပြောမှလဲကလေးတို့မမေရကျူ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 လို့អော်လိုက်မယ်မမေရရောကျွတ်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 အမေရအဲ့လိုអော်မယ်ဟုတ်ပြီတငယ်ချင်းတို့ငါတို့အခုအစာသွားရှာကြမယ်မဟုတ်ရင်ပြန်လာရိတ်ခါအရန်နောက်ကြသွားလိမ့်မယ်ဟုတ်ပြီသွားကြမယ်နှက်တွေအားလုံးကကလေးတွေကိုအိမ်မှာထားပြီးတော့အစာရှာဖို့ထွက်သွားကြပါဟုတ်လားနင်တို့အကြံစီပြဒီလိုပေါ့ကြည်ထားလိုက်ငါဘလို့လုံမလဲဆိုတာ တိန်ခတ်ကအဲ့နေရာကနေជីကဲရဲ့အတိုက်နာကိုပြန်လာပါជីကဲဟာအမြဲတမ်းသူ့ရဲ့အတိုက်ထဲမှာနှင်းနှေးချက်ချက်အိပ်ဖြော်နေပါတယ်တိန်ခတ်ကជីကဲကိုအော်ခေါ်ပြီးနှိုးနေပါတယ်ជីကဲဟေ့ជីကဲထတော့ဟာဘာတူလဲငါဘာတူလာနှိုးရရလဲငါပေါ့ဩဩအကိုတိန်ခတ်အကိုဘလို့လုံးမင်းကဒီတော်ထဲမှာရှိတဲ့ငှက်တွေအားလုံးရဲ့အတောင်အတုခိုးနိုင်နေဆိုဟုတ်ကဲ့ကျွန်တော်အတုခိုးနိုင်ပါတယ်အကိုနားထောင်ချင်းကျွန်တော်အခုပဲ အဲ့လိုအတန်မျိုးနဲ့អော်ပြပါမယ်။ဟမ် မဟုတ်ဘူးမဟုတ်ဘူးဒီမှာမဟုတ်ဘူးငါနဲ့ရင်လိုက်ခဲ့။တိုင်ငယ်ဟာជីကန်းကိုခေါ်ပြီးအရင်ဆုံးတီတာရဲ့အိမ်ကိုရောက်လာပါတယ်။ကဲအခုတီတာရဲ့အတန်အတုခိုးပြီးអော်ပြ။ជីကန်းသူ့ရဲ့မျက်လုံးမှိတ်ပြီးတီတာရဲ့အတန်နဲ့អော်နေပါတယ်။မမေလာပြီနဲ့တူတယ်။ကလေးတွေလည်းတကောက်ဖွင့်လိုက်တာနဲ့တိုင်ငယ်ကတီတာရဲ့ကလေးမျိုးလုံးကိုအိတ်ထဲထုတ်ပြီးခြိလိုက်ပါတယ်။ကျွန်တော်အတန်ဘလုံးနေလဲဗျ။ဟာတကယ်ရောမိုက်တယ်။ဟာကဲ့ ငါတို့သွားရမယ့်နေရာကြီးကြံသေးရဲ့တိုင်ငတ်ကជីကန်ကိုတခြားငတ်တကောင်ရဲ့အင်ရှူခေါ်သားပါတယ်ကဲជីကန်အခုနှင်းနှင်းဆိုရင်ငှက်ရဲ့အတံအတုခိုးပြီးអော်ပြအင်းရတာပေါ့ជីကန်ပြန်ပြီးတော့မျက်လုံးမှိတ်ပြီးနှင်းနှင်းရဲ့အတံအတုခိုးပြီးអော်နေပါတယ်မိမိပြန်လာပြီနဲ့တူတယ်နှင်းနှင်းရဲ့သားလေးရလေးတကောက်ဖွင့်လိုက်တာနဲ့ជីကန်ကသူ့ကိုလည်းအိတ်သေးကိုထဲလိုက်ပါတယ်အရန်တော်ရယ်ပြောပါကိုသိငတ်အခုဘဲငှက်ရဲ့အတံအတုခိုးပြရမလဲ ငားနောက်လိုက်ခဲ့ဒီဒီခါမှာတော့တိတ်ငတ်ကကြီးကန့်အောင်ခိုလီရဲ့အင်ရှင်ကိုခေါ်လာခဲ့ပါမင်းခိုရဲ့အတောင်တော့အတူခိုးနိုင်နေမယ်လို့တော့ငါမထင်ဘူးဘာလို့အတူမခိုးနိုင်ရမှာလဲကြီးကန့်ကခိုရဲ့အတန်နဲ့လဲအော်ပြလိုက်ပါထုံးစံအတိုင်းတိတ်ငတ်ကခိုလီတွေကိုဖမ်းလိုက်ပြန်ပါမင်းကတကယ်အယံတော်တာပဲဒါပေမဲ့နင်သူစားရဲ့အတောင်တော့အတူခိုးနိုင်မှာမဟုတ်ဘူးဘာသူစားလားသူ့အတန်ကျွန်တော်အကြိုက်ဆုံးအတန်ပဲခဏကျွန်တော်အခုအော်ပြမယ်နေရောနေရော ဒီမှာမဟုတ်သေးဘူးငါနောက်လိုက်ခဲ့တိုင်ငတ်ကအကြီးကန်းကို သူ့စားရဲ့အိမ်ရှိကိုလည်းခေါ်လာပါအေးအခုအော်တော့သူ့အတန်းနဲ့ကြီးကန်းမျက်လုံးမိတ်ပြီးအော်နေတဲ့အချိန်တိုင်ငတ်ကသူ့စားရဲ့ကလေးကိုလည်းဖမ်းလိုက်ပါတော်လိုက်တာမင်းတော့လေးစားသွားပြီနောက်ဆုံးတစ်ခေါက်ပဲကျန်တော့တယ်မင်းလလိုက်အတန်းနဲ့ရောအော်နိုင်မလားဟွန်းသိရပါဗောအခုအော်ပြမယ်လေအဲဒီမှာမဟုတ်သေးဘူးလေတိုင်ငတ်ကဘာလို့ဒီလိုတွေလုပ်နေလဲဆိုတာကိုကြီးကန်းကနားမလည်နိုင်ပါဘူး တိန်ငက်ကသူ့ကိုအယူလုံနေမှန်းသူမသိပါတိန်ငက်ကသူ့ကိုချီချူပြီးမြောက်လေသူကမြောက်လေပါပဲနောက်ဆုံးမှတိန်ငက်ကကြီးကအောင်လှလိုက်အင်ရှူခေါ်လာပါကြီးကဒါနောက်ဆုံးတစ်ခေါက်ပဲမင်းလှလိုက်အတန်အတုခိုးပြီးအော်ပြကြီးကအပြန်ပြီးသူ့ရဲ့မျက်လုံးလေးကိုမှိတ်ကလှလိုက်ရဲ့အတန်အတုခိုးပြီးတော့အော်ဖို့ကြိုးစားနေပါဘာဖြစ်တာလဲငါဘာလို့လှလိုက်ရဲ့အတန်အတုခိုးလို့မရနေရလဲဘာမှမဖြစ်ဘူးမင်းနောက်တစ်ကြိမ်ထပ်မံကြိုးစားကြည့် ဒီကံလလာရဲ့အတာအတူခိုးနိုင်ဖို့အရန်စူးစမ်းနေပေမဲ့လေဒီတခါတော့သူမလုံနိုင်မအောင်ငါထပ်ဆောင်လို့မရတော့ဘိုက်တွေအရန်စာနေပြီဟိုငှက်တွေပြန်မြောက်ခဲ့ငါဒီကနေလက်လိုက်တော့မယ်ကျွန်တော်တစ်ခေါက်နှစ်ခေါက်လောက်တော့ထပ်စူးစမ်းကြည့်မယ်ဒီတခါတော့တေချာပေါက်သူ့ရဲ့အတာအတူခိုးနိုင်မှာပါအေးမင်းစမ်းကြည့်နေလိုက်ငါခဏနေပြန်လာခဲ့မယ်ဟုတ်ပြီတိတ်ငှက်ကအဲဒီကနေထွက်သွားပါတယ်ဒီကအကြိမ်များကြီးစူးစမ်းပြီးရဲ့နောက်မှာတော့လလာရဲ့အတာအတူခိုးနိုင်ခဲ့ပါတယ် ဟေးမေမေပြက်လာပြီမေမေပြက်လာပြီကလေးကအပြေရောက်တာနဲ့သူ့ရဲ့အမေကိုမမြင်ရပဲကြီးကန်းကြီးကိုသာတွေ့နေရပါတယ်။ဦးကြီးကန်းဦးကဒီလိုဘလို့ရောက်လာလဲပြီးတော့တားရဲ့မေမေရောတားရဲ့မေမေကအိမ်ထဲမှာပဲရှိမှာပေါ့တားရဲ့မရှိဘူးဦးဦးမေမေကအစာသွားရှာတာပြီးတော့မေမေကမာခဲ့သေးရဲ့သူ့အတန်နဲ့စကားမပြောမချင်းအိမ်တကားမဖွင့်နဲ့တဲ့တော်ခုနလေးတွေမေမေအတန်ကြားလိုက်တာအဲ့ဒါကြောင့်တကားဖွင့်လိုက်တာဖရာကြီး ။ငါအခုမှပဲနားလေတော့တယ်။ငါအမှားကြီးကြီးလုံးမိပြီ။အခုတော့ငါအမောင်ငါပြက်ပြရတော့မင်း။ကလေးတအထဲသွားလိုက်။ပြီးတကောင်အိန္ဒိယနေပိတ်ထား။တားမိမလားမချင်းတကောင်မဖွေးနဲ့နော်။ကလေးကတကောင်အထဲကနေပိတ်လိုက်ပါ။အဲ့ဒီတိတ်ငက်စုပ်အဝေးမရောက်တော့သေးဘူး။သူကလေးတွေမစားလိုက်ခင်ငါတို့ရှာတွေ့မှဖြစ်မယ်။တင်ငက်ကကလေးတွေကိုအိတ်ထဲထည့်ပြီးသူ့နေရာကိုသွားနေရင်းနဲ့နည်းနည်းပြင်ပန်းသွားတဲ့အတွက်ကြောင့်ခဏလောက်နားမယ်လို့ဆုံးဖြတ်လိုက်ပါတယ် အခုတော့ခဏလောက်နားလိုက်အောင်မေးဒီငကလေးတွေကလည်းထွက်ပြေးနိုင်တာမှမဟုတ်တာငါတော့ဒီကလေးတွေကိုစိန်နဲ့အရသာရှိရှိစားမှာတင်ငက်ကဒီလိုစဉ်းစားပြီးအိတ်ကိုတစ်ပြေချရင်သာခြားထားလိုက်ပါပြီးတော့သူကတော့တိတ်ကိုင်းပေါ်ထပ်ပြီးအိတ်လိုက်ပါကြီးကန်ကလည်းတင်ငက်နောက်ကိုလိုက်ရင်းနဲ့အဲ့ဒီပင်နာကိုရှောက်လာပါကြီးကန်ကတင်ငက်ရဲ့ဟောက်တန်ကြားနေရပါကြည့်ခဲ့ကြည့်လိုက်တဲ့အခါမှာတော့တိတ်ငက်ကတိတ်ကိုင်းပေါ်မှာနှင်းနှီးချစ်တိုင်အိပ်ပျော်နေအောင်တွေးလိုက်ရပါတယ် ီးတော့တပည့်ချင်းကအိတ်ကိုတွေ့သွားပါတယ်။ငှက်ကလေးတွေကအိတ်ထဲမှာလှုပ်စီလှုပ်စီလုံနေကြပါတယ်။ជីကန်ကငှက်ကလေးတွေအသက်ရှင်နေသေးရောတွေ့ရောမှအသက်ရှူရှောင်မအောင်တဲ့ជីကန်ကအဲ့ဒီအိမ်သားကို အသာလီသွားလိုက်ပါတယ်။ကလေးတို့မကြောက်ကြနဲ့တော့ငါပါဦးជីကန်။ဦးပါကလေးတို့ဒီကနေခေါ်ထုတ်ဖို့လား။ကလေးတို့သာအသက်မထွက်ကြနဲ့။ជីကန်အိတ်ချီထားတဲ့ကြိုးဖြီးလိုက်ပြီးကလေးတွေအားလုံးအပြေထုတ်လိုက်ပါတယ်။ပြီးတော့သူကကြောက်တော့အနေငယ်ကောက်ပြီး အိတ်ထဲထည့်ထားလိုက်ပါပြီးတော့ကလေးတွေအားလုံးကိုခေါ်ပြီးခြုံပင်နေနောက်မှာပုံနေပြီးတော့တိန်ငတ်ကြီးနိုးလာမှာစောင့်နေကြပါတိန်ငတ်ကတော့အခုထိနှင်းနှင်းချဲ့ချဲ့အိပ်ပျော်နေအောင်ပါကလေးတွေကသူ့လက်ထိတ်ကလွတ်မြောက်သွားတာကိုသူလုံးဝမသိပါခဏနေတော့တိန်ငတ်ကြီးလည်းနိုးလာခဲ့ပါကဲအေးလေးလဲဝပြီဗိုက်တောင်ပိုးစားလာတယ်လို့ပဲငါနေရမြင်မြန်သွားပြီဒီကလေးတွေအရသာရှိရှိတုံးဆောင်တော့မယ်တိန်ငတ်ကအဲ့ဒီအိတ်ကိုမဖို့ကြိုးစားလိုက်ပါ ဒါပေမဲ့အဲ့ဒီအိတ်ကနည်းနည်းလေးလီးနေပါအိတ်ကဘာလို့ဒီလောက်လေးသွားရလဲငါစိတ်တင်တာပဲနေမှာပါတိုင်ငက်ကအဲ့ဒီအထုပ်ကိုသူ့ခြေထောက်တွေနဲ့ညက်ပြီးပြန်သွားပါသူနည်းနည်းလောက်အရှိဆက်သွားတဲ့အခါမှာချောင်းတစ်ခုနောက်ရောက်လာခဲ့ပါ යි အဲ့ဒီတိမ်ငက်နေတဲ့နေရာကချောင်းရဲ့ဟိုဘက်အချမ်းမှာပါသူကချောင်းပေါ်ကနေပြန်ပြီးသွားနေပါ යි ပြီးတော့သူကအဲ့ဒီအိမ်ရဲ့အလေးထောင်မခံနိုင်တော့ပါဘူးတိမ်ငက်ကတဖြည်းဖြည်းနဲ့အဲ့ဒီအိမ်နဲ့အတူရေထဲကိုကြာပြီးမျောသွားပါ ਉ လေအဲ အဲ့ငောင်းကဲကြပါအောင်ကဲပါအောင်ဒီမှာတော့ငှက်ကလေးတွေနဲ့အကြီးကန်ကသူတို့ရဲ့ရဲချင်းစိတ်ကို မတားဆီးနိုင်ကြတော့ပါ လာကြကလေးတို့ဦးလင်းမင်းတို့အားလုံးအိမ်လိုက်ပို့ပြီးမယ်ကြီးကန်ကလေးတွေခေါ်ပြီးအဲ့ဒီကနေထွက်လာခဲ့ပါပြီးတော့ငှက်လေးအကောင်လုံးကိုသူတို့ရဲ့အိမ်လိုက်ပို့ပေးလိုက်ပြီးသူလည်းသူ့အိမ်သူပြန်သွားပါငှက်ကလေးတွေရဲ့အမေတွေသူတို့ရဲ့အိမ်ကိုပြန်ရောက်လာကြတဲ့အခါသူတို့ရဲ့ကလေးတွေအနေကင်းနေအောင်တွေ့ပြီးပျော်သွားကြပါကလေးတွေမင်းတို့အိမ်မှာလေးလေးမမာနေခဲ့ကြရလား ကလေးတွေကသူတို့ရဲ့အမေကိုဖျက်ဖျက်ခဲ့တဲ့မြတ်အကောင်လုံးပြပြလိုက်ကြပါ යි အဲ့ဒီတိုင်ငယ်စုပ်ကဒီလိုပဲအဆုံးသက်သက်တာနဲတော်နဲသေးရဲ့ကဲအခုလိုမျိုးစိတ်ဝင်စားကြငှက်ကာတုံပုံမြင်လေးတွေကိုကြည့်ချင်နေဆိုရင်တော့ဒီမိုင်း channel လေးကို like and subscribe လေးလုပ်ထားပြီးခဲ့ကြပါအောင်ရှင်နောက်ထပ်လေးစိတ်ဝင်စားကြကောင်းတဲ့ဗီဒီယိုလေးတွေနဲ့တို့ပြန်လာခဲ့ပါမယ်အခုတော့အားလုံးနှုတ်ဆက်ခဲ့ပါရှင်